ာပါရှင်ချင်းလင်းချင်းတဲ့တရင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ12ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစင်တွေကတော့ဟွန်ငေါရမ်ဒေတာရှိကာလမကြီးများတွင်ဇွန်လ15ရက်မှအောက်တိုဘာလ9ရက်ထိစေပြီးနဲ့အထက်ရင်များဖြတ်တန်းခြင်းမပြုရန်အတိပေးကြောင်းရေပေးတည်နေတဲ့ဘလဝါစစ်ပေးရှောင်းများအားစာနေရိတ်ခါအထုပ်ပက်နဲ့အကူငီလိုအပ်ရရှိကြောင်း ဖာကမြွနေမော်စီဇာလန်းစုံတွင်စစ်တပ်ကပြည်သူ၃ဦးကိုပြစ်ဒတ်ထားကြောင်း KNU ဘူထာနာချုပ်ရုံးနေမြေအနီးသို့စစ်ကောင်စီကအသေးခံ drone 9စီးဖြင့်ပြစ်ခတ်တိုက်ခိုက်ကြောင်းရွှေဘူးတွင်ကင်းလှည့်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၃ဦးသေဆုံးကြောင်း ပလေးမြို့နေရင်ပြချက်ခံလေရတဲ့တိတ်လေရင်မှာတရုတ်ထုတ်ချင်းတူ F7M ခက်ဟောင်းလေရင်အမျိုးအစားဖြစ်ပြီး American Dollar နှစ်သန်းခွေးတန်ကျွေးရှိပြီးစစ်တပ်တွင် တိတ်လေရင်ဟောင်းများထုတ်သွင်းခုခံနေရတဲ့အထီးအခြေအနေဆိုရမှုပေါ်လွင်စေဟုဆိုကြောင်းတို့ပဲဖြစ်ပါရဲ့ရှင် ဖွယ်ငုံရမဒေတာရှိကာလမ်းများကြီးများတွင်ဂျန်လာ15ရက်မှအောက်တိုဘာလကုန်ကတိစေပြီးနှင့်အထက်ရင်းမြဖြတ်တန်းခြင်းမပြုရန်အတိပေးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမရှင်။ချင်းပီဖွယ်ငုံရမဒေတာအတွင်ကာလမ်းများကြီးများတွင်ယခုဂျန်လာ15ရက်နေ့မှအောက်တိုဘာလကုန်ကတိ6ပြီးရှိစေပြီးနှင့်အထက်ရင်းမြဖြတ်တန်းသွာလာခြင်းမပြုရန်ဖွယ်ငုံရမဒေတာဒေသန္တရအစိုးရပြည်သူ့လုပ်ငန်းဦးစီးဌာန PWD ကအတိပေးထုတ်ပြန်ထားပါရယ်။ ဝန်ကုန်းရံ People's Organization HPO ရဲ့စက်တကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အမှတ်စဉ်9အရဒေးဒိန်ရီလန်ဖလန်ရီလန်ဟေလီရီလန်များတွင်ယဉ်ကျေးများဖြတ်တန်းသွားလာခြင်းမပြုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း HPO တာဝန်ရှိသူကပြောဆိုထားပါတယ်။ HPO တာဝန်ရှိသူကဂါကြီးမပိတ်ရင်တော့လမ်းပြန်တာမနိုင်ဘူး။မိုးရွှဲမှာတော့ forland နဲ့6ပြီးအတူတွေအထိပဲခုန်ချိုမယ်။နှစ်တိုင်းပိတ်နေကြပါ။လမ်းအရင်ပြည့်စည်လို့ပြန်ထိန်ပြန်လို့ရတာမနိုင်ဘူးဆိုတော့မိုးတွင်းမှာဂါကြီးပိတ်ဖို့လှုပ်ထားပါတယ်လို့ချင်းလင်းချင်တဲ့တရင်ဌာနတို့ပြောဆိုထားပါတယ်။ မိုးရသည့်အတွင်းလမ်းပုံမှုပြည့်စည်ခြင်းမှကာကွယ်နိုင်ရနဲ့လမ်းအသုံးပြုတဲ့ပြည်သူများပုံမှုချောမွေ့စွာသွားလာနိုင်ရည်အတွက်ယဉ်ကျေးများဖြတ်တန်းခွင့်ပိတ်ထားခြင်းဖြစ်ပြီးလိမ့်နိုင်ခြင်းမရှိပါကအရေးယူခြင်းခံရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နှစ်များတွင်လည်းရခင်လမ်းဦးစီးဌာနမှအဆိုပါလမ်းပိုက်များအားဇွန်လမှအောက်တိုဘာလအထိယဉ်ကျေးများသွားလာခွင့်ပိတ်ပင်ခဲ့တဲ့ကြောင်း Well Known Run People's Organization HPO ထံမှသိရှိရပါတယ်။ ယ်ရှင်။ရေဘေးတဲ့နေတဲ့ပလဝစစ်ပေးရှောင်းများအားစာနယ်ရိတ်ခါအထောပက်နဲ့အကူငီလူအလျက်ရှိတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မီဇိုရမ်ပြည်နယ်လောင်လိုက်ခရိုင်မှာမိုးအစမပြတ်ရွာသွန်းပြီးကလတန်မြက်ရည်ကြီးမှုကြောင့်ရေဘေးတင့်နေတဲ့ပလဝစစ်ဘေးရှောင်များအားစားနေရိတ်ခံများထုတ်ပန့်ပေးခဲ့ကြောင်းပလဝစစ်ဘေးရှောင်နဲ့လူသားစာနာကုမ္ပဏီရေးအဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ်။လောင်လိုက်ခရိုင်ရှိ တွေ့တဲ့ကာကီလောင်မဆိုးစစ်ဘေးရှောင်စခန်းတွင်နေထိုင်လက်ရှိတဲ့လူဦးရေ929ဦးအတွက်ကနဦးရရှိထားတဲ့အလှူများနဲ့အတူပလဲဝကောင်စီလူသားစာနာမှုကုင္ကြီးဌာနမှလှူရန်ထားတဲ့ဆန်အိတ်138စီပေးအာလူတို့ကိုဂျွန်လ9ရက်နေ့ရှင်းနေတို့တွင် PHM ဖြစ်တယ်လို့သိရှိရပါတယ် မေလ31ရက်နေ့တွင်ကလတန်မြေကြီးကြီးမှုကြောင့်မီဇိုရမ်ပြည်နယ်အတွင်းရှိအဆိုပါစစ်ဘေးရှောင်စခန်း၃ခု၌အင်ချေ482လုံးလူဦးရေ2283ဦးရှိတဲ့အနက်အင်ချေ142လုံး လူဦးရေ929ဦးရေဘေးတည်နေကြောင်းလက်ရှိတွင် လုံးဝပျက်စီးနေတဲ့လူနေအိမ်90လုံးရှိပြီးအိမ်သား132လုံးလေးထိခိုက်ပျက်စီးသွားကာနေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် အမိုးအကာတက်ဝါရေပိတ်ရေပုံများနဲ့အခြေခံစားနပ်ရိက္ခာဈေးဝများအရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရှိရပါသည် လူနေအိမ်တစ်လုံးပြန်လည်တည်ဆောက်နိုင်ရန်ခန့်မှန်းငွေချက်တသန်း2သိန်း5000ဝန်းကျင်ကုန်ကြမည်ဖြစ်ပြီးအိမ်သားတစ်လုံးတည်ဆောက်ရန်အတွက်ငွေချက်တသိန်းခွဲဝန်းကျင်ကုန်ကြနိုင်မည်ဖြစ်သဖြင့်ပြည်တွင်းပြည်ပမှမိဘပြည်သူများအနေနဲ့ထောက်ပံ့ကူညီပေးကြရန်ဘလဝစစ်ပေးဆောင်နှင့်လူသားစာနာကူညီရေးအဖွဲ့ကတိုက်တွန်းထားတယ်လို့သိရှိရပါရှင်ဟာကမြုန်နေဖို့စီစားလမ်းဆောင်တွင်စစ်တပ်ကပြည်သူ၃ဦးကိုပြစ်ဒတ်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်မော်စီစာလမ်းစုံတွင်စစ်တပ်ကဗီသူ၃ဦးကိုပြစ်ဒတ်ထားကြောင်းသိရှိရပါတယ်။ယနေ့ဂျွန်လ12ရက်နေ့နန်းနေ6နာရီအချိန်စစ်တပ်ကတက်ဆွေးထားတဲ့မော်စီစာဖျားကုံအနီးမော်စီစာလမ်းစုံတွင်ဗီသူ၃ဦးရဲ့အလောင်းများတွေ့ရှိရကြောင်းအလောင်းများမှာသွေးများခဲနေပြီး ယမနေ့ညကလေးကပြစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒေသခံပြည်သူတို့ကမနေ့ညကတနက်တန်တွေကြာရတယ်။ယခုမနေ့အလောင်းမှာသွေးတွေခင်းနေပြီးတော့ပျို့စိတ်တွေရင်တွေအောင်နေတယ်။မနေ့ညကပြတ်သက်ထားတာထင်တယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကမေလနောက်ပိုင်းမှာစတင်၍မော်စီစာဖျားကုန်းတွင်စစ်တပ်ကဝင်ရောက်တဆွဲပြီးနောက်ကြောက်စိန်တူးပေါ်ရီ လောက်ကွက်အတွင်ကုမ္ပဏီပိုင်ကားများအဆောက်အအုံများကိုမီးရှို့ဖျက်ဆီးမှုများလောက်ဆောင်ရရှိကြောင်းဒေတာခံပီသူများထံမှသိရှိရပါတယ်ရှင်။ KNU ဘဟုဌာနချုပ်ရုံးနေမင်းအနီးသို့စစ်ကောင်စီကအသေးခံ drone ခုနှစ်စီးဖြင့်ပြက်ကတ်တိုက်ခိုက်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ကရင်ပြည်နယ် KNU တက်မဟာခွန်ထင်းနေမည် KNU ဗဟုဌာနချုပ်နေမည်အနီးသို့စစ်ကောင်စီကအသေးခံ drone 9စီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU တရင်ချင်းမြစ်ကပြောဆိုထားပါရယ်ယမနေ့ဂျွန်လ17ရက်နေ့ည7:00နာရီဝန်းကျင်အချိန်စစ်ကောင်စီတပ်ကအသေးခံ drone 9စီးဖြင့် KNU တက်မဟာခွန်ထင်းနေမည် KNU ဗဟုဌာနချုပ် ရုံးအနီးသို့အတေခန်ဒရုန်း9စီးဖြင့်စစ်တပ်ကပြက်ခတ်တိုက်ခိုက်ခဲ့ကြောင်းအတေခန်ဒရုန်း9စီးအနက်မှ5စီးပုတ်ကွဲခဲ့တော်လေလူထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။ KNU သတင်းရင်းမြစ်က KNU ဗဟုဌာနချုပ်ကိုအတေခန်ဒရုန်း9စီးနဲ့ပုံကျဲတယ်။ငါလုံးပုတ်ကွဲတယ်။ ပောက်ကွဲတာကစံကူရောင်အနီးနဲ့ KNU ဗဟုဌာနချုပ်အခမ်းအနခမ်းမဆောင်အနီးပောက်ကွဲတယ်။လူရောထိခိုက်မှုမရှိဘူးလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါရယ်။ KNU ဘ ഹു ဌာနချုပ်ကိုစစ်ကောင်စီက drone ဖြင့်ပုံကျင်းမှုမှာယခုအချိန်ဆိုရင်၃ချိန်မြောက်ဖြစ်ပြီးယခုနှစ် January လနဲ့2024ခုနှစ် October လအတွင်းကလည်း၂ချိန်အတေခံ drone ဖြင့်ပုံကျင်းတိုက်ခိုက်ခဲ့ဖူးပါရယ်ယခုနှစ် January လ31ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံးတက်မဟာခွနှစ်နေမီ KNU ဌာနချုပ်ရုံးကိုကာမီကာစီ အတေခန်ဒရုန်းနှလုံးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအယက်သားတဦးတန်ရာရရှိခဲ့ပါတယ်2024ခုနှစ်အောက်တိုဘာလ22ရက်နေ့နန်နက်စေနာကြီးအချိန်ဝန်းကျင် KNU တက်မဟာခုနှစ်နေမယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNLA ဘဟုဌာနချုပ်ရှိရာနေရာကိုလည်း ကာမီကာဇီဒရုန်း၄စီးဖြင့်ပုံကျေတက်ခဲ့ခဲ့တဲ့ကြောင်းသိရှိရပါတယ်ရှင်။ရွှေဘူရင်ကင်းလျံထွက်လာတဲ့စစ်ကောင်စီတပ်သားများကို တက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းရွှေဘူမြို့ရဲ့ကင်းလှရန်ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ6ရက်နေ့တွင်ရွှေဘူမြို့တောင်ဘက်အထက် မုတ်ဦးတွင်အထိုင်ချတက်ဆွေးထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားများဟာရွှေဘူမန်လေးကာလန်ဘက်ကိုဂင်းလှည့်ရန်ထွက်လာစဉ် Fight for Freedom အဖွဲ့မှဒေါ်လာရီရဲဘော်များနဲ့မဟာမိတ်တပ်ဖွဲ့များကအဝေးထိန်းပိုင်းများလက်နက်ကြီးလက်နက်ငယ်များဖြင့်စောင်းကျူတိုက်ခိုက်ခဲ့ကြောင်းထူထီတွေ့တိုက်ပွဲဟာမိနစ်40ခန့်ကြာမြင့်ခဲ့ပြီးအကြံပေးစစ်ကောင်စီတပ်သား3ဦးသေဆုံးကဒေါ်လာရီရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Fight for Freedom အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် Fight for Freedom အဖွဲ့ကတာဝန်ရှိသူတို့က ဒီတိုက်ခိုက်မှုကစစ်ကောင်စီဘက်က၃ရောက်သေးပါတယ်။ထိခိုက်မှုလည်းရှိပါတယ်။ဝေးဖြစ်ပြီးတော့နာယီကနှစ်စီးနဲ့လာတင်သွားပါတယ်။စစ်ခွဲခန့်မှန်းချေတရားဝန်ကျင်ပါ။ယခုလိုတိုက်ခိုက်မှုတစ်ခုပြီးသွားတဲ့အခါတိုင်းမှာခေယံအများပြားကုန်သွားပါတယ်။ဒါကြောင့်ကျွန်တော်တို့နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက်ခေရန်ပြန်လေးဖြည့်တင်းဖို့အရန်ခက်ခဲသွားပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘူးခရိုင်အမှတ်15တရင်တခွေနဲ့ Fight for Freedom FFF PDF ဒေါ်ဂျီကန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘူးမြို့နေတိုင်နေကပါကဖာတာကာနာနဂါမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဂျာမနီဗီတုကာကွေရဲ့အဖွဲ့ခွတ်တောင်းရာဇာဗီတုကာကွေရဲ့အဖွဲ့တောင်းအောင်လန်ဗီတုကာကွေရဲ့အဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင် ပလဲမြုပ်နေတွင်ပစ်ချက်ခံလေရတဲ့တိတ်လေရင်မှာတရုတ်ထုတ် Chengdu F7M ခဟောင်းလေရင်အမျိုးအစားဖြစ်ပြီး American Dollar နှစ်တန်းခွေးတန်ကျဲရှိပြီးစစ်တပ်တွင်တိတ်လေရင်ဟောင်းများထုတ်သွင်းခုခံရတဲ့အသည့်အခြေအနေဆိုရမှုပေါ်လွန်စေဟုဆိုတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းပလေးမြို့နေတွင် PLA ကပြစ်ချလိုက်တဲ့ပြက်ကျခဲ့တဲ့စစ်တပ်တိုက်လေယာဉ်မှာတရုတ်ထုတ်ချင်းတူ F7M ခဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး American Dollar နှစ်တန်းခွေးတန်ကြီးရှိကြောင်း တက်တရင်ချင်းမြင့်များကပြောဆိုထားပါရယ်ဂျွန်လက်စေရက်နေ့မွန်လွေ၁၂နာရီ၁၅မိနစ်အချိန်စကိုင်းတိုင်းပလေးမြို့နေကန်တောင်စခန်းသိန်းတိုက်ပွဲအတွင်ပြီးတူလက်မြောက်ရေးတပ်မတော် PLA ကစစ်တပ်ရဲ့တိုက်လေရင်ကိုပစ်ချနိုင်ခဲ့ကြောင်းရင်းလေရင်မှာစပါးစီဂျေးရွာအတွင်သို့ပြစ်ချသွားခဲ့ပြီးရင်းလေရင်မှတိုက်လေရင်မှုတအူးတည်ဆုံးခဲ့ကြောင်း PLA ကအတည်ပြုထုတ်ပြန်ခဲ့ပါရယ် PLA ကယမနီထုတ်ပြန်ခဲ့တဲ့တိတ်လင်ရင်အပိုင်းစာများရဲ့တပ်ပုံမှတ်တမ်းများအရပစ်ချက်ခံရတဲ့တိတ်လင်ရင်မှာတရုတ်နိုင်ငံထုတ် Chengdu F7M တိတ်လင်ရင်အမျိုးအစားဖြစ်ပြီးခက်ဟောင်းအမျိုးအစားဖြစ်ကြောင်းတက်တန်းအလွန်ကြာမြင့်နေပြီးဖြစ်ပြီးလုံခြုံစိတ်ချရမှု လုံးဝမရှိတဲ့အနေအထားဖြစ်ကြောင်းတက်တဲ့ရင်မြစ်ကပြောဆိုထားပါတယ်။ CDM ဘူကြီးစိန်ရောကဒီပြကျသွားတဲ့တိတ်လေရင်က F7M ဖြစ်တယ်။မကွေးလေတက်ကနေတက်လာတဲ့လေရင်ဖြစ်တယ်။ပစ်တာတော့မေပြင်ကအဖွေတွေကဝိုင်းပြကျမဲ့အနေအထားမျိုးရှိပါတယ်။ပြကျသွားတာတော့နောက်ဆုံးပလေးနေထဲမှာပဲ PLA စုမိုးတဲ့နေရာကိုကျသွားတဲ့အနေအထားလို့သိရပါတယ်။လေသူရဲကတော့ ejection နဲ့ပေါ့လေထီးဖွင့်ပြီးဆင်းဖို့သူကြိုးစားရလို့သိရတယ်။တုပ်ပမဲ့ အကျက်ကလည်းအီရာဖြစ်နေတယ်နေဆက်တဲ့လေတက်အတိုင်းကတော့ဘယ်လိုပြောရမလဲဆိုတော့ flying coffin ဖြစ်စဉ်အနေအထားမျိုးလို့ပဲသုံးသပ်ကြပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်အကြံပေးစစ်ကောင်စီကအုံပြုတ်နေတဲ့လက်နက်ခေရများကို ခွဲချမ်းစိတ်ပြနေတဲ့ Tactical Raptor 2.0ကလည်းပလဲမြုံရင်တွင်ပြတ်ကျသွားတဲ့တိတ်လေယာဉ်မှာ Chengdu F7M ဖြစ်ပြီးလေယာဉ်မှူးတဦးတည်းသာလိုက်ပါနိုင်တဲ့တိတ်လေယာဉ်ဖြစ်ကြောင်းထပ်မံအတည်ပြုထားပါတယ်။ပြတ်ကျတဲ့တိတ်လေယာဉ်က engine တလုံးတည်းဖြစ်တဲ့ MAF ရဲ့စစ်စိမ်းရောင်ကာမိုဖြစ်တဲ့လေယာဉ်မှူးတဦးတည်းဆိုတော့ F7 ပဲဖြစ်နိုင်ပါတယ်လို့ Tactical Raptor 2.0ကအတည်ပြုပြောဆိုထားပါတယ်။ လေတက်တရင်ရင်မြစ်တချို့ကတရုတ်ကထုတ်လုပ်ခဲ့တဲ့ Chain to F7M အမျိုးအစားတိုက်လေယာဉ်ဟာမြန်မာစစ်တပ်က1990ခုနှစ်အစောပိုင်းကာလများတွင် အစီးရေ60လီပါဝေယူခဲ့ပြီးဈေးနှုန်းအဖြစ်လဲတစ်စီးလင်အမေရိကန်ဒေါ်လာနှစ်တန်းခွေးသာတန်ကျေရှိကြောင်းယင်းတိုက်လေယာဉ်များမှာစိတ်ချရမှုမရှိ၍မကြာခဏပြစ်ကျခဲ့ပြီး2018ခုနှစ်အပရလနဲ့အောက်တိုဘာလအတွင်းတွင် Chain to F7M ၃စီးပြတ်ကျခဲ့ဖူးကြောင့်တော်ရတွင်ယခုချိန်ထိ Chain 2 F7M များကိုစစ်ကောင်စီကအုံပြုတ်နေရခြင်းမှာလေတက်တွင် တိတ်လေရင်လိုအပ်ချက်နဲ့စစ်တပ်ရဲ့လေတက်အုံပြုတ်ခုခံနေမှုအခြေအနေဆိုးရွားမှုကိုပေါ်လွင်စေတယ်လို့ပြောဆိုထားပါတယ်။ ဒီလေရင်တွေက လုံးဝစိတ်ချမှုမရှိဘူးအထူးသဖြင့်တော့ safety ပိုင်းမှာလုံးဝစိတ်မချရဘူးဒါပေမဲ့ဒီလောက်အခြေအနေဆိုးနေတဲ့တိတ်လေရင်တွေကို ထုတ်သုံးနေရတဲ့အထိစစ်ကောင်စီမှလည်းအတူကို အချက်အတီးစိတ်နေတာပေါ်လွင်စေတယ်လေတက်မှာ chain to F7M တွေထုတ်သုံးပြီးလေကြောင်းတက်ခိမှုလုံရတာဆိုတော့လေတက်မှာ မရှိရှိတာသုံးပြီး ခုခံနေရတာကိုပေါ်လွင်စေတယ်လို့လေတက်တရင်ရင်မြစ်ကပြောဆိုထားပါတယ် အကြံဖက်စစ်ကောင်စီကစစ်အာဏာသိမ်းပြီးနောက်2021ခုနှစ်နောက်ပိုင်းစစ်လေရင်နဲ့ရဟတ်ရင်ဆက်နစည်းကိုဒေါ်လာရေးတက်များကပြချဖြစ်စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲညနာတော့ပါမယ်ရှင်။ချင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချက်မှရှင်လန်းနိုင်ကြပါစေရှင်။